အားလုံးပဲမင်္ဂလာပါဒေါက်တာမင်းနီဟာ YouTube channel ကနေကြိုဆိုပါရစေဒီနေ့မှာတော့ကျွန်တော်ကလိန်တန်တဲ့အရေးပြဖြတ်မယ်ဆိုရင်ရချိမဲ့ကျမ်းမာရေးကောင်းကျိုးခုနှစ်ချက်အကြောင်းကိုပြောပြပေးမှာပဲဖြစ်ပါတယ်မျိုးသားတွေရဲ့လိန်တန်တဲ့အရေးပြကို ခွဲစိတ်ဖြတ်တော့တာကို စေပညာခေါ်ဝေရာစာကန်သေးချင်းလုပ်တယ်လို့ခေါ်ပါတယ်ရခင်က လိန်တန်တဲ့အရေးပြဖြတ်တာကို စေပညာအရလိုအပ်လို့လုပ်ပေးရတာရှိသလိုတချို့လူမျိုးတွေကဘာသာရေးယဉ်ကျေးမှုအရာမဖြစ်မနေဖြတ်ရတာတွေရှိပါတယ်။အခုနောက်ပိုင်းမှာတော့နိုင်ငံတည်းအရေးပြဖြတ်တာကိုတကူရေးတန်ရှင်းမှုအတွက်တော့၎င်း၊ကျန်းမာရေးအတွက်တော့၎င်း၊များစွာထောက်ကူပြုတဲ့အတွက်မိဘတွေကိုယ်တိုင်ကမိမိရဲ့ကလေးကိုငယ်ငယ်ကလေးကပြုလုပ်ပေးလာကြတာကိုတွေ့ရပါတယ်။ လိန်တန်တဲ့အရေးပြမဖြစ်မနေဖြတ်ဖို့လိုအပ်လာပေါ့လိလာတွေးရှိချက်တွေအရာ လိန်တန်တဲ့အရေးပြကို ဖြတ်ထားတာကစိုးကျိုးထက်ကောင်းကျိုးကပိုများစေရလို့ဆိုပါတယ်ဒါပေမဲ့မဖြစ်မနေလိန်တန်တဲ့အရေးပြဖြတ်ရအောင်လို့မလိုအပ်ပါဘူးဘလို့အချင်းဒီမျိုးတွေမှာ ဖြတ်ရမလဲဆိုလို့ရှိရင်၁လိန်တန်တဲ့အရေးပြရောင်ရမ်းနေမယ်ဆိုလို့ရှိရင်၂ လိန်တန်ထိတ်နဲ့ထိတ်ရပြနှစ်ခုလုံးရောင်ရမ်းမှုတွေဖြစ်နေမယ်ဆိုလို့ရှိရင်၃လိန်တန်ထိတ်ရပြနောက်သို့ဆွဲလန့်ရမရဘူးဆိုလို့ရှိရင်၄လိန်တန်ထိတ်ရပြနောက်သို့ဆွဲလန့်ရတော့ရတယ်ရှေ့သို့ပြန်ဆွဲရမရတဲ့အခြေအနေတွေပါ လိန်တန်ထိတ်ရပြကိုဖြတ်တင်ပါတယ်အင်တန်တဲ့အရေးပြဖြတ်ခြင်းကြောင့်ရရှိမဲ့ကျန်းမာရေးကောင်းကျိုး ခုနှစ်ချက်ကဘာတွေရှိမလဲဆိုလို့ရှိရင်၁ HIV ပိုးဝင်ရောက်ခံရမှုကိုကာကွယ်နိုင်တယ်။အာဖရိကမှာရှိတဲ့အရွယ်ရောက်ပြီးသူအမျိုးသားတွေကိုစမ်းသပ်ထားတဲ့ရလက်တွေအရဒိန်တန်ထည့်အရေးပြဖြစ်ထားတဲ့အမျိုးသားတွေမှာ HIV ပိုးကူးစက်ခံရမှုဟာ60ရာခိုင်နှုန်းထိလျော့နေတယ်လို့ဆိုထားပါတယ်။နှစ်စီလံကြောင်ပိုးဝင်ရောက်မှုမှာကာကွယ်ပေးပါတယ်။ဒိန်တန်ထည့်အရေးပြမဖြစ်ထားတဲ့အခါမှာ ဖုံနေအညစ်အကြေးတွေနဲ့တုပ်ရည်တွေဟာအည်ပြားအောင်မှာစုပုံနေပြီးတော့ကြာလာတဲ့အခါမှာအဖြူရောင်အကြည့်ကျွဲတွေဖြစ်ပြီးတော့ဒိန်တန်ကနေအနံ့ဆိုးတွေထွက်လာနိုင်ပါတယ်။ဒီအကြည့်ကျွဲတွေကနေဘက်တီးရီးယားပိုးတွေပေါက်ပွားကစီလန်းချောင်းကိုပိုးဝင်ဖို့ရာဂိုင်နှုန်းပိုများနိုင်ပါတယ်။လိန်တန်တဲ့အည်ပြားပြတ်ထားတဲ့သူတွေမှာတော့စီလန်းချောင်းပိုးဝင်မှုဟာမပြတ်ထားတဲ့သူတွေထက်၅ဆလောက်ယိုနေတာကို လေ့လာတွေ့ရှိရပါတယ်။ 3လိင်တန်ကင်စာဖြစ်ပွားမှုကိုနည်းစေပါတယ်လိင်ကတဲ့အရေးပြဖြစ်တော့ထားမယ်ဆိုလို့ရှိရင်လိင်တန်ကင်စာဖြစ်ပွားမှုနှုန်းများစွာနည်းစေပါတယ်4စီးကျိတ်ကင်စာဖြစ်ပွားမှုလျော့ကျစေတယ်လိင်ကတဲ့အရေးပြဖြစ်တော့ထားမယ်ဆိုလို့ရှိရင်စီးကျိတ်ကင်စာဖြစ်ပွားမှုနှုန်းကျဆင်းစေပါတယ်5တိမ်ကောင်းကင်စာဖြစ်ပွားနှုန်းလျော့ကျစေပါတယ်အမျိုးသမီးတွေမှာတိမ်ကောင်းကင်စာဖြစ်စေတဲ့ ဟူမန်ပပလုံးမဗိုင်းရပ်ဟာနေဆက်ဆန္ဒကနေတဆင်ကူးစက်တာဖြစ်ပါတယ်။လင်္ကာတဲ့အရေးပြားပြတ်တောက်ထားမယ်ဆိုလို့ရှိရင်ပိုးတဲဆောင်လုံးဟာသုံးစားခန့်ယောနေတာမူမိမိရဲ့လင်ဆက်ဆန္ဒဘက်ကိုတင်ကောင်းကင်ဆန်မဖြစ်အောင်ကာကွယ်ပေးနိုင်ပါတယ်။လင်တန်တဲ့အရေးပြားဖြတ်ထားတဲ့အမျိုးသားရဲ့လင်ဆက်ဆန္ဒပေါ်အမျိုးသမီးတွေဟာတင်ကောင်းကင်ဆန်ဖြစ်နိုင်ခြင်း56ရာခိုင်နှုန်းထိရောနေတာကို တွေ့ရှိရပါတယ်6 လိင်တန်အရွယ်စားဖွံ့ဖြိုးမှု ကောင်းစေတယ်။လိလာမှုတွေအရာလိင်တန်ထိတ်အရေးပြဖို့အုပ်နေခြင်းဟာလိင်တန်ကြီးထွားမှုကိုအဟံတားဖြစ်စေတယ်လို့ဆိုပါတယ်။ငငယ်ကလိင်တန်ထိတ်အရေးပြဖျက်ထားတဲ့သူတွေဟာ မဖျက်ထားတဲ့သူတွေထက် လိင်တန်ဖွံ့ဖြိုးမှုမှာတိတိတတ်တာပိုကောင်းနေတာကို တွေ့ရှိရပါတယ်။ခွန်အမျိုးသားစွမ်းဆောင်ရည်ကို ကောင်းစေတယ်။လိင်တန်ထိတ်အရေးပြမဖျက်ထားတဲ့သူဟာ တကိုးရေးအသာဖြည့်ခြင်းဒါမှမဟုတ်အမျိုးသမီးနဲ့ဆက်ဆံနေခြင်းမှာထိတ်အရေးပြားကိုမကြာခဏပုတ်ဆွဲမိသလိုဖြစ်စေတဲ့အတွက်လိန်စိတ်ပြီးမြောက်ဖို့လျင်မြန်စေရလို့ဆိုပါတယ်။လိန်တန်ထိတ်အရေးပြားဖြတ်ထားမယ်ဆိုလို့ရှိရင်တုံ့လွမြန်ခြင်းကိုအချိန်ကြာကြာထိနိုင်အောင် ကူညီပေးပါတယ်။ဒါကတော့လိန်တန်ထိတ်အရေးပြားဖြတ်ခြင်းရဲ့ကောင်းကျိုးခုနှစ်ချက်ကိုကျွန်တော်ကပြောပြပေးသွားတာပဲဖြစ်ပါတယ်။ ကျွန်တော်ရဲ့ဗီဒီယိုလေးကိုသဘောကျတယ်ဆိုရင် like and subscribe ပြုလုပ်ပေးပါဦးအားလုံးကိုကျေးဇူးတင်ပါတယ်ခင်ဗျာ